ေးဆရာကြီးညိုမြရဲ့ဂုံမောင်ရှာပုံတော်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရခြင်းညောင်ကံမှကလတက်ခောက်တန်။ဘာကြီးတော်ကစကိုင်းမင်းကမနုပညာဝါဒနာပါဤထို့ကြောင့်သူနန်းဆန်စင်စာဆိုတော်ကြီးများမနုပညာသင်များကိုနန်းတော်သူဖိတ်ခေါ်၍စာပေရွတ်ဖတ်ပွဲတခြင်းစုပွဲများပြုလုပ်လေရှိသည်။ရိုးရိုးရုပ်သေးပွဲအညိတ်ပွဲမျိုးမဟုတ်ချေ။ ရင်းနှီးသောတပြည့်တပန်အပြိသက်များနှင့်အတူမင်းနှင့်မိဖုရားတို့အတူပိုင်းဖွဲ့၍ပျော်ရွှင်ကြသောမိသားစုပွဲမျိုးဖြစ်သည်မင်းနှင့်မိဖုရားတို့ကိုတော်တိုင်းမင်းတလွန်ပေါ်၌မထိုင်မဲကျဲမြင့်ပေါ်တွင် နေရာထိုင်နှင့်ဆံပယ်တော်မူသည်ပညာရှင်တို့ကဝိုင်းလေသို့ထွက်ကာတချင်းဆိုခြင်းကခုံခြင်းပြု၍အရှင်နှစ်ပါးတို့ကလည်းလက်ခုပ်တီးခြင်းဝေဖန်မိန့်ကြားခြင်း၌ပါဝင်လေရှိသည်ထိုပွဲမျိုး၌အများအားဖြင့်မြရီဦးစားကဦးစီးညွှန်ကြားသူဖြစ်သည် ဘုဒ္ဓရောနှင့်လူဦးမင်းစသည်တို့ကလူရှင်တော်သပွဲဖြစ်သည်အလင်းတင်သလိုပြိသက်ထဲမှမိငင်မင်းသားအပြူတော်နှင့်အရက်သူများလည်းအလိုတော်အလျောက်ပါဝင်အုံတော်ခံချရလေသည်ဘီရင်ကမေးလျာယနေ့ညဖို့ဘာမျှအစီအစဉ်ရှိသရုံးစရာဆရဲ့ထိုကားဦးစားကအရှင်ဖျားအလွန်နှစ်သက်သောညောင်ကံကလထက်ခောက်တန်ကို အတိကသုံးတော်ခံရရှိပါတယ်ဒီပြင်တော့နန်းတော်အောင်မှာအရှင်ဖျားထူထောင်ထားတဲ့ရက်ကန်းတယ်များက တက်သေး၍မှတ်သေး၍ပြောတော့ဆက်ပါမယ်။ဇလိုက်ကြီးများကတော့ခါတိုင်းလိုပဲဥပင်းတို့ဥလန့်တို့ဖြစ်ပါတယ်ဗျာ။ကောင်းပေဗျာ။ညောင်ငယ်ကလတ်တက်ကိုဖြင့်နားစင်လိုပဲမတင်းတိမ်နိုင်ဘူး။ကျုပ်ဖြင့်အဲ့ဒီကဗျာရေးသူဆရာတော်ဥယောက်ကြီးကိုနေပြီးတော့ပြင်ကျင်တာဗျာ။အခုတော့ဥပုပ်ကြွရောက်လာတယ်။မိဗျာကြီးရဲ့လိုတော်ကြဖြစ်တာပေါ့နော်။တို့ကနမ်ရောမဲနုကလည်းမောင်တော်ကလည်းရေနာသုံးမကိုခွဲချမ်းခွဲချမ်းလုပ်ပြီးတော့သူဟာငါဟာလုံနေရသေးတယ်တဲ့ ယတိညပွဲပါစာဆက်ပြိုင်ပွဲလဲပါမယ်ဆိုတို့ကဥစားကမှန်မှပြိုင်ပွဲဝင်ဦးမင်းဦးတို့နဲ့ဦးလန်းတို့ရောက်ရှိနေပါပြီဘိုးသူတို့ဦးမင်းမရောက်သေးလို့ပါဖေရကျောက်ကပြောရအောင်မယ်သူပါမပွဲဖြစ်မှာလားလို့တတိယပရိဒေါနာပွဲမှာလဲနမ်ဘရောကနောက်ကျလာသည်ဗျဒီတော့ဆရာတော်ဥပုပ်ကနမ်ဘရောကြီးပါမအန်နီယကိမာလာလို့မိန့်တော်မူပြီးမဆိုင်မတွာပြေးရွကြရတယ် ဒါကိုအကြောင်းပြုပြီးယခုပင်မောက်ထူရဲ့ပွဲစားစီမောင်မင်း၊ဂိုင်းဦးမင်းရဲ့ပွဲစားစီမောင်မင်းဆိုတာလူကြီးမင်းကို မိန်ပန်ဟန်ပေးပါ။ထိုကားဦးမင်းကရွှေဘ ਹੁ စီတန်းများကိုလ မကြရကြာသေးပြီ။လေးလရာသည်။ထိုကားဦးတို့က DC ကိုတခါလာလဲ DC ပဲထုနေတယ်။ထိုကားဦးလန်းက ခင်ဗျားကြီးမသိအသာနေပါဒီတချင်းမှာအဖွင့်ပိတ်အဆုံးရှိတယ်။ तू ကအဖွင့်ကိုဆိုပြီးကျုပ်ကပိတ်ရမှာဗျ။အသာနာထောင်စမ်းမှာ။တိုင်းထာနေရဲ့လေမဟုတ်ကဲပါပြီလို့ကြက်တန်ကိုပဟိုပြုတ်ရတယ်။တော်စုရွာမှု။သူကဥစားကကောင်းပြီဗျာအဲ့ဒါကမြို့တော်သားကတော်ရွာရောက်တဲ့အခါသူ့အမြင်သူ့သဘောကိုဖော်ပြခြင်းပါဗျာ။ တော်သားတူနေပြီးတော့ရောက်လာတော့လဲတမျိုးမြင်တတ်ပါတယ်အဲ့ဒါကိုဆီယာလန်ကပညာစွမ်းပြပါလိမ့်မယ်သူကဥလန်ကတို့တော်ရွာပြောစရာချင်းဆောင်ရမှာဖြင့်ဂိန်ခေါင်ကအိတ်တန်းကချိတ်ပန်းတောင်ပန်းလို့ပွေးလို့ညောင်ငန်တွေချူလဲတွန်းမှဖြင့်အရေးမောတငယ်အိတ်ချင်းပအတိတ်နာရီမှန်လိုက်တာကကျက်တန်အကြာနာမချူကူမြားမှာရွှေဘူးဟုတ်တဲ့ နေညိုလင်းတောင်ဆိုင်အောင်နောင်တိုင်းတူတူရဲနဲ့စူလေသည်ပဲနဲ့မြို့ရဲလို့ရှင်မယံလူမောတို့ရဲ့မင်းမှုစံစားတို့ကဘရင်လို့သူကရှင်မယံလူမောတို့ရဲ့တဲ့နောင်တိုင်းတူတူနဲ့တဲဆူတဲ့မြို့တဲ့တို့ကနမ်မတော်မယ်နူးကဟုတ်သားကလားနမ်မတော်တို့လည်းတောသူလို့ဆိုဆိုတခါတည်းအဲ့ဒီနောင်တိုင်းတန်ကြရင်ဖြင့်လန့်ပြတ်သွားတယ် ။နမတော်တောသူကြီးကတောသားများကိုရှင်းပြလိုက်ပါ။ရှင်ပြင်းကလူမမဟုတ်ပါဘူး။အင်္ဂလိပ်ကိုဆင်ရှုံးလို့စိတ်ညစ်နေတယ်လို့ပြောပြလိုက်ပါပြီ။ထိုချိန်တွင်ဦးစားကဟောဘိုးသူတော်ကြီးကြွချီလာပါပြီဗျာ။ဘိုးသူတော်ကကြက်တလုံးနဲ့ညောင်ပင်ကုန်းရောက်နေတာလားဗျာ။အရင်ကမေးလိုက်လေရ။ဘိုးသူတော်ဦးမင်းကလူရော်တော်လှည့်သွားရကမှ အပြူကဆွဲထားလို့မနဲ့ခွာခဲ့ရကြောင်းမှာထို့ကမင်းတို့က ရှင်တို့စာဆက်ပွဲလုပ်ကြမယ်ဆိုမဟဲနမ်ဘရကြီးကတနေ့ကသူကွန်းစားတဲ့အကြောင်းကြုံရတဲ့ကြပါကိုနှစ်သက်တော်မူပြီးနောက်တစ်ပုတ်လိုချင်ဟန်တူးတဲ့ဗျာဟမ်ရှင်တော်တော်ကဲစုတော်မရပဲကွန်းသွေးတော်လိုချင်သလားတရက်ဦးကကွန်းတူပါငမကစိတ်ကွန်းဒီတောင်ကိုနဲ့ကိုင်းထုံးပြူပြေရှာတာဝါလို့ထွေး ို့ကဥစားကဂိုင်းကနေညာပေါ်တော့ပြိုင်ပွဲဝင်လေးဦးတို့ကနမ်မရော်ကြီးရဲ့နှကတ်တော်အချောင်းကိုလေးကျိုးတပြန်ဖွဲ့ဆိုကြရမပြအဖုံးပိတ်ညှို့စေရမယ်ဂိုင်းမောင်မင်းခေါ်ဦးမင်းကစတင်ဆက်ဆိုပါတော့ဗျာစင်တော်ရန်ပန်းနှကတ်ကြောင်မြတ်ကတဲ့မချဲတို့ကပို့သူတို့ကသင်မပါမဲကဲနှစ်မနရည်တိနဲဦးတို့ကတီလကောက်ကြောင်ကျိုးသွဲစပယ်ရင်ချဲတန်း ။မူလန်က ရွှေဥပါရောင်ကြီးဝေတဲ့နတ်မေစင်ပန်းပြိတ္တများကလက်ကုပ်ဩဘာပြုကြလေသည်။ဘီရင်လို့သူကလည်းကောင်းပြီဗျာဇကလုံးများကအင်တန်နုယံပြီး စာဆိုတော်များကလည်းတူးနဲ့တူးဘသူကပို့ပြီးတိမ်မွေနိုင်မလဲဆိုတာပြန်ပွဲပြုခြင်းပေပါ။ဟုတ်ပါပြီရှင်။ကျေးဇူးပါပဲဆရာကြီးများရဲ့တိမ်မွေးနှုညံ့ခြင်းနဲ့ကန့်ညီအောင်ကျမကလည်းနှုတ်ပေဆိုတဲ့ပိုးတယ်ရွှေတယ်ကိုဆုချရမှာပါ။ ဘောပါလက်ကုတ်တံများဆူညံသွားကြလေသည်ဘူပေါ်ဦးကဟောခုနကကြားလိုက်ပါတယ်နမ်ရောကြီးကနုဝေဆိုတဲ့ပိုးတယ်များဟုတ်လားအပြင်လောကမှာတော့နမ်ရောကြီးကနုဆိုတဲ့ဇာကလုံးကိုမတုံးရလို့ကောလဟာလာဖြစ်နေတဲ့ဗျာရှင်နာဘဂဝါတေနုပသင်္ခာမိကိုဖုန်ကြီးများကဒီထွတ်ပါသင်္ခာမိလို့ပြင်ဆင်ရွတ်ဆိုဟန်ပြောနေကြတဲ့ဗျာလက်ကပါရှင်ကျမကသာသနာပြုမိဗျာကြီးမို့ ခုံကြီးနဲ့တပန်းလှန့်ပြီးရန်တိုက်ချင်းမှာအကယ်၍မှန်ရိုးရှိရင်နေပြည်တော်ရှိဆရာတော်ကြီးတွေကခန့်နေမလားမိတွေကိုနတ်မကတ်စီပဲနဲ့ညာရဲ့ကိုနှိမ့်တော်မူကြမှာပါ ခုတော့ဆရာတော်များကပဲဒုတိယဝိသားကားဆိုတဲ့ဘွယ်နူးနှင်းထားတာကြောင့်ဝန်သားရသရှင်နတ်ရောကြီးကမိမိကိုကိုနှိမ့်ပြီးနုနုလိုခေါ်တာဟုတ်ပါရဲ့ဒါပေမဲ့မိနုဆိုပြန်တော့လဲမုနီလိုဖြစ်နေပြန်တယ်ဒါလဲတတိပြုပေါ့ဟမ်အင်းမင်းကြီးကလဲကျမကိုစိတ်ညစ်အောင်လုပ်နေပြန်ပါပြီ ထိုချိန်တွင်ဦးစားကဂိုင်းရကန်းရင်သမကလေးများထွက်ချိန်တန်းထင်ဆိုကရကန်းမယ်ကလေး6ယောက်ထွက်လာကြပြီးဝိုင်းလည်း၌တူကသချင်းဆိုပြီးလင်ဂီတတန်လိုက်ကကြလေသည်တစ်ကပြူလေးရတဲ့ရကန်းစင်ဘာစင်လို့မေးမိပါနဲ့အေးအစ်စ်အိမ်ကွက်စုံနဲ့တင်းတိန်နဲ့လေးသူကမဲနှစ်ကတောင်ထရန်ကဂျိုးဂျိုးချက်ချက်မြောက်ထရန်ကဂျိုးဂျိုးချက်ချက်အိမ်မြောင်ရကန်းရတယ်လို့ ဖွဲ့စိတ်ကမလိန်တမရက်ဖောက်တောင်းကစားတင်လို့သာအဆူကားမှုရောက်ဖာရဲ့အချင်းကကြည်သေးထိုကဘယ်တုံးကဘုရားကုတ်တူယံတော်လှမဘုံတော်ဆင်းဝစ်ကြပါစို့မထွေရဲ့အောက်ပြီကိုလေတော်သူနဲ့ဘိုးဝဲကဲမဲအနာမာတဲ့စိတ်နှုချေအလဲမတန်ရောင်ွက်ကဲနဲ့မထွေးပုံတော်ဝင်လို့ရတော့ လက်ခက်တန်းချွန်ပေါ်သာတောင်းတိုင်းကကြားတလေလေထို့ကဘယ်သူကအုံမတန်တင်ပြုတ်ဆရာကြီးဦးရွှန်ကရွှွှွှွင့်ဝင်အောင်ပြောတော့ဆက်ပါအောင်ရှင်ထို့ကဦးရွှန်ကဘာဆိုရမှန်းမသိလို့ပါဗျာဒရန်ဒရန်နဲ့ဒန်ဒရာတိလို့သာပါဆက်ဆိုင်တီးချင်မှတော့တယ်ဘယ်သူကပါဆက်ဆိုင်မတီးရဘူးလို့ဆိုတယ်လဲတန်ဒရာတေရှင်ဒရန်ဒရန် ထန်တရာတေရှင်ဒလူဒလူထုံးဒရန်ဒရန်တောပင်တောလုံးနှံ့ပါလို့လီနိဗ္ဗာန်ဆရာရှင်ရဲ့ခင်ဗျဆိုတာကမြန်မာတချင်းဟုတ်ကဲ့လားဒလူဒလူဒရန်ဒရန်ဆိုတာကအာတိတ်ပဲလေငါတို့တော့နားလဲသားပဲလဲသမားကလဲကိုအပြေးမောင်းရင်းနဲ့တချင်းဆိုသွားတော့ဆိုတဲ့တချင်းတန်ရောလဲဆောင်တန်ရောလဲဦးတန်ရောတခါတည်းပါသွားတာပဲအိုးဖို့သူတော်ကလည်းအလွဲပြောရင်ကောဒီတချင်းကညောင်ရိုက်ခင်မှာလူကြိုက်များတဲ့ပဇင်းတော်တန်ကျိုးဖြစ်တယ် မိုးခါမှာပစင်းတွေပလူတွေထွက်တယ်ဖောက်လာအဲ့ဒီတော့တန်တရာတိတရန်တရန်တလူထုံဆိုတဲ့အတန်ကြီးကတော်လုံးဟန်ပြန်သွားတယ်လို့ဆိုတယ်ပစင်းတတော်တို့ကရွေးပေါ်တစုနဲ့ပျော်ပါစွာပြန်ဝဲရာကနေမိုးကောင်းခင်ကိုပြန်တက်တဲ့အတောင်ပံထံများဖြစ်ပေတယ်မိုးရာသီမှာကြားရတဲ့ပစင်းတောင်တန်ကျိုးဆိုတာအဲ့ဒီတချင်းပေပဲပါတလူတလူတရန်တရန်ထက်ဆာငယ်ကောင်းငယ်မိုးတက်မိုးတိမ်မြန်ဆန်းရွှင်ဆန်းရွှင်ပျော်ပါ ရွှေဘော်တစုများငယ်နှင့်လေဒီမိုးဒီမိုးဒေဝမိုးရီဒေဝအုံငါလေးတပွဲပွဲရွာလေးတသေးသေးထန္တရာတေရှင်ဒရောတီတန္တရာဒီဒရန့်ဒောဒီဒရာလက်ခုတ်တန်များမြည်လေသည်ဦးရီကိုလည်းပွဲထုတ်ကြပါဦးသူလည်းမဲစာတောင်ချင်းမက်ကြီးရဲ့သားကြီးဩရာတပဲပဲသူကလည်းတရားသူကြီးမှုအင်းတွေတွေဘာတွေလုပ်နေတယ်ပျော်ပွဲရွှင်ပွဲမှာဘာရမလဲထိုကားဥစားကအဲဟုတ်သားပဲ ရသူကြီးဆိုပြီးသူများကိုပဲအစိုးကခိုင်းနေလို့ဘယ်မှာတရားမျှတမှုရှိမှာလဲ။ဘာသချင်းဆိုမဲ့ကိုကြီးညာမောင်းခတ်ပြရစီ။ထိုကားဦးရေကူကကျွန်တော်မျိုးကမွေးတဖခင်လဝဲတုံတရာနဲ့နေငါပညာမှာမရှင်းတာအောင်ရှိပါတယ်။ကိုပိုင်းစာပေမရှိလို့ဖခင်ရဲ့မဲစာတောင်းချင်ရတုကိုဆိုရမှာကလည်းအင်မတန်ရှည်လျပြီးလူတကာကြားဖို့ပိတာဖြစ်ပါတယ်။ထိုကားပြင်လို့သူကရသူကြီးကတော့ကိုလွမ်းကြီးရေးဘူးတယ်မဟုတ်လား။မှန်လားပါ။ဇနီးကွယ်လို့ပြီးစားကသူ့ကိုကြီးမှန်းပြီး ဝါဆိုးចောင်းလေးတစ်စောင်ဒါနာပြုခဲ့ပါတယ်။အဲ့ဒီဝါចောင်းကလေးရေဆက်ချပြီးတော့ចောင်းကပန်းမှာမီးသွေးနဲ့ရေးမိတဲ့တပြန်ကလေးကိုနေပြီးတော့မှလူချိုက်များခဲ့ပါတယ်။ပြင်းမစီဇလီရဲတန်းနဲ့ခုန်န်းလိန်ကြောင်းမေမပါတရာကူညံထိန်လို့ဆန်စိမ့်ကပ်ပြီးဆွန့်ရံနဲ့သွန့်ရေဆက်လောင်းကိုရင်အေးစာကအလွန်မင်းသားကြီးပီတာပါပဲတဲ့ဒီတပြန်ကလေးတစ်ပုတ်နဲ့တော့မတင်းတိန်နိုင်လို့နောက်တစ်ပုတ် မင်းနဲ့ဟန်လေးနဲ့အလွန်တဲပြပါဦးထို့ကဦးအေးကဘုသူတို့အားယေရှုရှင်မွေးတပခင်ကြီးရတဲ့မကျင်သာသည်ကဗျာဆန်းနဲ့လွမ်းရပေးတော့မဗျာပတင်းသာသည်ရင်းမပြင်းဖြူအပင်ငယ်ပြတ်သည့်ဇလက်ဖြူကိုခြူလို့ပြရတော့မည်လားမကျင်သာသည်မိမာသူနှင့်အယူငယ်ကန့်လို့အလန်းသူကိုမြူလို့ချစ်ရတော့မည်လား ပန်းသာသည်ရင်းမခောင်ရမ်းဇလက်ဖြူငယ်တောင်သူပန်းကို နွမ်းလို့ပြရကြတော့မည်မချစ်သာသည်မောင်မယဟန်ကမဝါနှင့်ရွှေစာထမ်းလို့ကျန်းနှင့်ဖြစ်ပြန်လေတော့သည်ထိုကားဥစားကယခုနောက်ဆုံးတင်ဆက်မယ့်ညောင်ငယ်ကလေးတဲ့တန်ကိုတော့ဥပ္ပဝကဖြတ်၍နေပါအောင်မောင်စရဲ့ဆော့ပါသေးတယ် မင်းကဂီတစာပေမှာတော်ဆုံးဆိုပြီးဘာလို့ပွဲမထွက်တယ်လဲ။ဘာကြောင့်ချောင်းခိုးနေတာလဲ။ပရိသတ်ကပွဲတောင်းနေတယ်။မင်းနဲ့မင်းကြီးကတော့ခင်းဆုံနှစ်ပါးသွားတာကြည်ချင်းကြတဲ့။ထိုခါပရိသတ်ကလည်းထောက်ခံလက်ခုပ်တီးလိုက်ကြလေသည်။ပြင်လို့သူကလည်းမှန်ပေသည်။ဥစာနဲ့ခင်းဆုံတို့ပွဲထွက်စဉ်မင်းကြီးဥပ္ပဦးကပွဲတိန်လောက်ပါ။မိန်တော်ချွေလာတော့လည်းမသေးသာပေပူပါဗျာ။မနေသားလို့ထွက်လာရဒီဖိုးကြီးမျက်နာကိုမကြည့်ချင်ပါဘူး။ ဥစားကစဆိုလျာလဲ့လဲ့ကြီးညိုဤရွှေကိုမတီးတက်နိုင်ဘူးနှွေးရန်အပြုမတ်ရွှေဆုံးမယုံမပုံရသည်မို့တော့ကတောင်းထုထိုကားခင်ဆောင်ကလည်းပိုနာကကိုယောင်ပေးတတယောက်အဖေခေါင်းပေါင်းစရှေးဟန်းလေးကကြော့လူပြုံပုံလာမလုံနဲ့ရွာရှုပ်တဲ့တော့ချစ်ပါမီဒါလီကွယ်သမီးအဖေမာတကူတဲ့တာပဇနီးရဲ့ရှောင်းခွာကွင်းလင်းနဲ့တောင်မီး မဆူစကောင်ဆူစကောင်တို့အင်းတောင်းကညောင်ပင်ကဆူကောင်မရဲ့လိတ်နဲ့ဖွ့အချိတ်ပဆူဖို့ဆောင်းကြအင်းကြီးစီတို့မောင်လာချင်းဤပြီမို့ရွှေကြီးညေညို့ပြဆောင်းတော်စွမကျွန်းထို့လို့သာရွှေလာရဲ့တာခက်ခွားခွားထိုင်းမလေးမပိုင်းတော်သည်အိုးသူ့နဲ့ရဲ့ရန်ကဆွဲတော်မလို့ဘိုးမရရဲ့နေအမေနဲ့ကွဲရအောင်မေဝေတမှုရဲ့နဲ့ ိုက်တူးလေးလိုက်အောင်မယ်။တိုက်တူးကပြန်ပွဲရံနဲ့ကြွေးပါပြီမိရဲ့။အိုးချင်မောင်ဟင်းရဲ့နဲ့အပင်လေးရှိုးလက်ကွယ်။မိကလည်းပြူသေး၊နာကလည်းဦးသေး။စိတ်ဆက်ကဲလေးတဲ့နဲ့တွေ့ရအောင်မယ်။အိုးကောင်းလဲမဲ့ကန်၊ဆိုးလဲမဲ့ကန်။တက်ကစည်းဟာမှုလူကြီးကိုယူမဲ့ကြံ။ဂိုင်းဒီနှစ်ပါးသားကဖြင့်အင်တန်တင့်မြတ်ပါပြီတဲ့မင်းသားရောမင်းသမီးရော စာပေရာမှာအရေးရောအစိုးရောအစွမ်းထက်မြက်ပြောင်မြောက်ကြပါပြီတယ်။အခုဆရာတော်ဥယောက်ကြီးရဲ့ကလတဲ့ခောက်တန်စာညွန့်ကိုနာတော်တာဆင်ကြရပါတော့မယ်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ကလတဲ့တန်ကိုဆရာတော်ဥယောက်ကြီးကနှီးကြောဖြာရရင်ဆက်ဆိုသွားရကိုအနိရှိတပည့်များကရေးပန့်ယူထားတဲ့လက်တန်းစာပေဖြစ်ပါတယ်။ကလတဲ့တန်ကိုကဗတ်တန်မျိုးစုံနဲ့နှိုင်းရှင်ထားပါတယ်။မင်းတရားကြီးကိုရတိုင်းဒီစာပေကိုဘာလို့ဆွဲလန်းရသလဲဆိုတာကို နားထောင်ရင်းနဲ့ထင်ရှားလာပါလိမ့်မယ်။ဦးမင်းကဒီဆိုရမှာပို့သူတော်ကပို့ပေးပါလိမ့်မယ်။ထို့ကားပို့သူတော်ကကျွန်တော်တို့မြတ်မဆိုင်တန်ဇဘုတပြေပင်ကတပြေသီးများလေးခလီတော်သမုတ်တရားနဲ့ကြွေးကြတဲ့တန်များကိုဖန်ယူတီထွင်ခဲ့ခြင်းဖြစ်ပေတယ်။အဲ့ဒီအတန်များကိုစတင်ဖော်ပြပါလိမ့်မယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တာပါ။